မင်းလာပါကျွန်တော်စနိုက်ပါ finally finally နောက်ဆုံးမှာတော့ကျွန်တော်ရဲ့ hair seriously ready ဖြစ်ပါပြီ၄၅၆နှစ်လောက်ရှိပြီပေါ့နော်ကျွန်တော်တို့ဒီသဘင်နဲ့ပတ်သက်ပြီးတော့အမြဲတမ်းအမြဲတမ်းမြင်ကြပါရဲ့ဆိုတော့ဘာကြောင့်ကျွန်တော်အဲ့လောက်နှစ်ပေါင်းများစွာအချိန်ယူပြီးတော့ဒီဟာလေးနှစ်ခုအတွက်ဘလို့အ ကောင်းဆုံးစူးစမ်းထားလဲဆိုတာကိုဒီ vlog ရဲ့မှာအသေးစိတ်လေးအားလုံးနဲ့ share ချင်လို့ပါခင်ဗျာ overall လေးမသွားခင်မှာကျွန်တော်နည်းနည်းလေးကြိုပြီးတော့ကြွားချင်တာလေးကတော့ဒါကကျွန်တော်တို့ center 2 center ကျမ်းမှာအဓိကဥယျာဉ်ပြားအတွက်ထုတ်လုပ်ထားတဲ့လုံးဝ100% pure organic the power စစ်စစ်ကိုပဲကျွန်တော်တုံထားတာဖြစ်ပါတယ်။ဒါလေးကတော့အရင် light weight ဖြစ်ပြီးတော့နေ့စဉ်မှာကျွန်တော်တို့စံသားအတွက်တုံလို့ရမယ် hair serum လေးဖြစ်ပါတယ်။သူက vegan 100% vegan ပါလုံးဝကျန်းမာတန်ဆွမ်းတဲ့ဆန္ဒပြောတဲ့ hair journey တစ်ခုအတွက်ကျွန်တော်အကောင်ဆုံးကြိုးစားထားတယ်နောက်ဆုံးဒီ bling လေးတွေရဲ့ packaging လေးကအဆောက်ပေါ့နော်ကျွန်တော်သိတယ်ပုံမှန်ဒီ hair product လေးတွေနဲ့ပတ်သက်လာရင်ကြတော့နည်းနည်းလေး fancy ဖြစ်တဲ့အယောင်လေးတွေအဲ့လိုမျိုး shiny shiny လေးတွေအဲ့လိုမျိုးစုံပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီဟာလေးနှစ်ခုကိုဖန်တီးရဲ့အခါမှာကျွန်တော်တို့ဒီမတိလိုက်မတိပါတာသမိုင်းနဲ့ပတ်သက်လာလို့ရှိရင်တကယ်တော့အရန် chemical တွေကိုနေ့စဉ်ကျွန်တော်တို့သုံးမိချတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဆန္ဒပြောရဲလုံးဝဥယျာဉ်ပြားကနေပြီးတော့ဆံပြားအထိတမ်းမာတဲ့ ခီးစဉ်ကိုစနိုင်မှုအတွက်ပလင်းလေးတွေကစကျွန်တော်တို့ဟိုးအရင်ကကသုံးတဲ့တဘာဝဆန်နဲ့အဲ့လိုကျွန်တော်တို့အညိုရောင်ဖန်ပလင်း sense လေးရနိုင်အောင်ကျွန်တော်ဖန်တီးထားပါတယ်ဒါလေးကကျွန်တော်တို့စန်သားပေါ့နော်အုံထူဖို့အတွက်စပင်းကြီးကျမ်းမာလာဖို့အတွက်နောက်ဆုံးကျွန်တော်တို့ဒီစန်သားပါကျမ်းမာလာဖို့အတွက်ဥယျပြကျမ်းမာဖို့အတွက်အဓိကထုတ်လုပ်ထားတဲ့ scalp oil လေးဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့ မနစ်တနည်းမှာမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကနေကသပင်တန်ဖို့စံအောင်ထူဖို့အတွက်သုံးခဲ့ကြတဲ့တဘာဝအစီအနှစ်100% pure organic စစ်စစ်6မျိုးကိုကျွန်တော်လုံးဝအပြည့်အဝထည့်ပေးထားပါတယ်ဆိုတော့ကျွန်တော်အရင်ဆုံးရနှင်းလေးနဲ့မိတ်ဆက်ပေးပြစီကျွန်တော်ပြောသလိုပဲ100% pure organic တွေကိုပဲကျွန်တော်သုံးထားတာဖြစ်တဲ့အတွက်သူ့တဲကထွက်လာတဲ့ရနှင်းလေး တကယ်ကိုပြောမယ်ဆိုလို့ရှိရင်တန့်စင်နဲ့တဘာဝရဲ့ရနဲ့လုံးဝကိုကျွန်တော်တို့ဘယ်လိုပြောရမလဲဥယျပြပေါ်တော့မတင်ရသေးဘူးပေါ့နော်။အိုးငါအရှိမဘာကမင်ကယ်ရီသုံးမိနေပါလဲဆိုရဲ sense လေးကိုတော့ပေးနိုင်တဲ့ရနဲ့လေးနဲ့စပါလိမ့်မယ်။ Then of course ကျွန်တော်တို့ဥယျပြပေါ်တင်လိုက်တဲ့အခါမှာသူ့ရဲ့အစီပေါ့အစီကအလုံးတည်းတိုင်းမင်းကျွန်တော်တို့ဘယ်စီပဲဖြစ်ဖြစ်တနည်းအားဖြင့် grade တွေအများကြီးရှိတယ် quality တွေအများကြီးရှိတယ်။ တကယ်ပါကျွန်တော်ဒီကိုရီးယားမှာဒီလိုမျိုး100% organic ပြည်ဝတဲ့ဆီကို process လုပ်ထားတာဖြစ်တဲ့အတွက်လက်ပေါ်တင်လိုက်တာဥယျာပြပေါ်တင်လိုက်တာ ਨੇ အိုက်ခံစားချက်ကိုရပါလိမ့်မယ်တကယ်ကိုချောညက်ပြီးတော့အဲ့တော့ပြောလို့ပေါ့နော်တော်ပြီပါကမကောင်းမတုံးချင်တော့ဘူးဆိုတော့ sense ကိုပေးနိုင်တဲ့အထိ premium sensation ကိုရပါလိမ့်မယ်။ Now ဒီနေရာလေးမှာကျွန်တော် highlight လုပ်ပေးချင်တာကကျမ်းမာတန်ဆွမ်းနဲ့ဥယျာဉ်ပြားလို့ပြောတဲ့အခါမှာဒီထဲမှာ ဘာလေးပါသေးလဲဆိုတော့ကျွန်တော်တို့ T3 ပါပါသေးတယ်အားလုံးသိတဲ့အတိုင်းတော့တဘာဝအတိုင်းပြောမယ်ဆိုရင်မလိုလားအပ်တဲ့ယောဂပုံမွားတွေကိုဖယ်ရှားပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဥယျာဉ်ပြားရဲ့ကျမတန်ဆွမ်းမှုကိုလေတတောင်းတနီယာကနေပြီးတော့ထပ်ပြီးတော့ကုညီပါလိမ့်မယ်အထူးသဖြင့်ကျွန်တော်တို့ခေါင်းလျှော့ပြီးတဲ့အချိန်ဆိုရင်ပို့ပြီးတော့ပို့ပြီးတော့တည်တာပါလိမ့်မယ်သူ့စီကရတဲ့ဒီပြောမယ့်ဆိုရင်လမ်းစမ်းသွား refreshing ဖြစ်စေရပေါ့ cooling ဖြစ်စေ refreshing ဖြစ်စေ အေးပြီးတော့လန်းဆန်းသွားတဲ့ခံစားမှုဒီကျွန်တော်တို့ chemical တွေကလာတဲ့ခံစားမှုမျိုးမဟုတ်ဘဲနဲ့တကယ်ကိုတဘာဝ100%ပြည်ပြဝဝကလာတဲ့ခံစားမှုဖြစ်တဲ့အတွက်လုံးဝအဲ့လိုတဇက်ချင်းဒီတိုင်းမှာပေါ့နော်။ Or ကျမ်းမာတန်ဆွမ်းနေဥယျာဉ်ပြဒီစပင်းတွေထူလာဖို့ဘာမှဒီ chemical တွေဓာတ်ဆေးဝါးတွေကြောင့်ဖြစ်လာနိုင်တဲ့ဘေးအတွက်ဆိုးကျိုးတွေကိုစိုးရိမ်စရာမလိုဘဲနဲ့နေစဉ် ုံးသွားလို့ရမယ်စိတ်ချလက်ချတုံးသွားလို့ရမယ် scalp oily တခုပါလားဆိုရဲ feeling ကိုအပြည့်အဝပေးပါလိမ့်မယ်ခင်ဗျာ hair serum ကတော့ of course ကျွန်တော်တို့ဒီ center အတွက်နေ့စဉ်သုံးလို့ရအောင်တိတိချာချာလေးကျွန်တော်စီစဉ်ပေးထားပါတယ်။နေ့စဉ်၃နေ့နေရာမှာလည်းအလိုပဲကျွန်တော်တို့ဆီမှာအမြဲတမ်းရာသီဥတုက ပူတယ်ဆိုတော့ကျွန်တော်တို့တူတူကိုကိုဘယ်သူမှကျွန်တော်လိမ့်လိုက်ပြီးတဲ့အခါမှာစီးကတ်သွားတာမျိုးကိုကျွန်တော်တို့မကြိုက်ကြအောင်ဒါကြောင့်ကျွန်တော်ပလင်းပေါ်မှာလည်းတရားလေးရေးပေးထားပါတယ် lightweight formula လုံးဝ lightweight formula ဖြစ်နေအောင်ကျွန်တော်အကောင်းဆုံးစူးစမ်းထားတယ် then နောက်တစ်ခုကျွန်တော်ဘာကို focus လုပ်ပေးခြင်းလဲဆိုရင်ကျွန်တော်တို့ကျမ်းမာတန်ဆွမ်းနဲ့စံကေတာလို့ပြောတဲ့အခါမှာအမြဲတမ်းပိုးသားလေးတို့ဖဲသားလေးတို့ကိုကျွန်တော်တို့ကညှိညွှန်းကြတယ်ပေါ့နော် ကျွန်တော်ရက်တာတွေဖွဲ့ကြတယ်အဲ့လိုပဲ တကယ်လိမ့်ပြီးထားတဲ့အခါမှာအဲ့လိုခက်ခဲကြီးဖြစ်မနေပဲနဲ့ဆန္ဒလေးကအဲ့လိုရှော့ပြီးတော့အဲ့လိုပျောင်ပျောင်ကလေးနဲ့ညီလို့ကောင်းနေအောင်ပေါ့နော်အဲ့လိုပဲဒီဒီအဲ့လိုရှော့ရှော့လေးနဲ့ပျောင်လို့ကောင်းနေဆိုတဲ့နေရာမှာလည်းကျွန်တော်တို့မလိုအပ်တဲ့ chemical တွေအများကြီးတုံးထားတာမဟုတ်ဘဲနဲ့တဘာဝအတိုင်းဖြစ်နေအောင်ကျွန်တော်အကောင်းဆုံး အကောင်ဆုံးတကယ်ကိုစူးစမ်းထားပါတယ်အဲ့လိုတဘာဝလို့ပြောတဲ့အခါမှာလည်းအဲ့လိုပဲပေါ့နော်ဒီမှာကျွန်တော် double action ဆိုပြီးတော့ဒီ hair serum လေးကိုနာမည်ပေးထားတယ်အဓိကဘာကြောင့်လဲဆိုရင်ဆန္ဒတော့ကကျွန်တော်တို့ scalp oil လေးလိုပဲဒီထဲမှာတဘာဝသစ်ဦးသစ်ဖူးကလာတဲ့အစီအနှစ်၉မျိုးကိုအဓိကအခြေခံထားပါတယ်ဆိုတော့နေ့စဉ်၃နည်းအခါမှာ double action ရဲ့ပထမ action ကကျွန်တော်တို့ရဲ့ဒီစံတန်းကိုကျွန်တော်တို့ low add တဲ့အာနိသင်နေပေါ့နော် နေ့စဉ်တည်ဆောက်နိုင်အောင်ကူညီတဲ့အတွင်းထဲကနေပြီးတော့ now double action နောက်ထပ်အကျိုးအာဏာတင်တကူကဘာလဲဆိုရင်ကျွန်တော်တို့ဒီပုံမှန်စပင်းနေပျက်စီးတယ်ဆိုတာကနေတန်လေတန်နဲ့အများကြီးဆိုင်ပါတယ်ပုံမှန်နေဘူးတဲ့ထွက်ပြီးဆိုရင်ဒီစပင်းကြီးကပြောမယ်ဆိုရင်ကြိုင်လို့မကောင်းတော့ဘူးလေနော် yes ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီစန်သားကလေဒီစပင်းဒီနေနဲ့ပြောမယ်ဆိုလို့ရှိရင်လေတန်နေတန်ကြောင့်ကျွန်တော်တို့အများကြီးပျက်စီးပါတယ်ဒါကြောင့်မို့လို့ double action ဟဲစရမ်ကဆနာတော့အဟာရတွေကိုဖြည့်ပေးရုံနဲ့မကမင်းနဲ့ဘာလဲကုညီမလဲဆိုရင်ကျွန်တော်တို့ရဲ့သပင်ကိုနေ့စဉ် shield တခုလို့အပေါ်မှာလည်းကျွန်တော်ရေးပြထားပါတယ်အလိုမျိုး shield အလိုမျိုးကျွန်တော်တို့ protect လုပ်ပေးပါလိမ့်မယ်ကာဝယ်ပေးပါလိမ့်မယ်ခင်ဗျာဆိုတော့ yeah basically လောဝါကိုဥယီဖြားကနေပြီးတော့စံပြားအထိပြည့်ပြည့်စုံနဲ့ကျမ်းမာတဲ့တန်ဆွမ်းနဲ့ ဘာမှဒီလို chemical တွေ seed ဘေးရဆိုးကြောတွေအတွက်အရန်ကြီးကျွန်တော်တို့စိုးရိမ်နေကြ။အော်ရေရှိကငါတုံးလိုက်လို့မြန်စပင်တော့ထွက်လာပါရဲ့။ဘာတွေဖြစ်လာမလဲဆိုတော့စိုးရိမ်ပူပန်မှုတွေရှိနေပဲနဲ့နေ့စဉ်တုံးလို့ရတဲ့ system လေးတစ်ခုဖြစ်အောင်ကျွန်တော်အကောင်းဆုံးစူးစမ်းထားပါရခင်ဗျာ။နေ့စဉ်ကျမတန်ဆွမ်းနဲ့ဥယျာဉ်ပြားနဲ့စန်တာအတွက်အထောက်အပံ့ပြုမယ်လို့အများကြီးမျှော်လင့်ပါရ။ကျေးဇူးများတင်ပါရခင်ဗျာ။